နော်ကျွန်တော်တို့မြင်လိုက်ရတာတော့ကြာပါပြီဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာတော့မင်းဆွဲခြင်းတမျိုးပါပဲစင်ယုံခြင်းတမျိုးပါပဲသူ့ရဲ့သားကိုလည်းစစ်မှုထမ်းခိုင်းမှာပါလို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့စောင့်ကြည့်ရပါရှင်သူ့ရဲ့သားကိုတကယ်စစ်မှုထမ်းခိုင်းမှာလားဟာကြားဖြန့်လုပ်ငန်းတွေမှာပတ်သက်နေတဲ့အမျိုးသီးတမီးတယောက်ပါဆိုရင်ခေါ်ထုတ်နေတဲ့လူတွေလည်းရှိပါဒါရင်လေကျွန်တော်တို့သတင်းတွေကြားနေရတာဖြစ်ပါတယ်ဒီသတင်းတွေတက်လာပြီးနောက်ပိုင်းမှာ boarding ပေါ်မှလာတယ်ဆိုတော့သိကြတယ်တက်တဲ့ခိုင်လုံနဲ့အမ် post တွေဖြစ်ပါတယ်သူတင်ထားတာကတော့ရဲ့သားကိုစစ်မှုထမ်းဖို့ထည့်မယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံထဲမှာအာဏာရှင်တစုမှစစ်မှုထမ်းစုဆောင်နေတာဖြစ်ပါတယ်စစ်သားစုဆောင်နေတာဖြစ်ပါတယ်ဒီအချိန်ကထည့်တင်တဲ့အချိန်ဖြစ်ပါတယ်နော်အဲ့တော့ကိုယ့်သားကိုအရင်ကိုယ့်စကားနဲ့ညီအောင်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့တင်ဆက်မယ့်အကြောင်းအရာကတော့လက်ရှိလူမှုကွန်ရက်ပေါ်မှာ အတော်လေးကိုပြင်းထန်နေတဲ့အခြေတင်ပြောဆိုမှုတစ်ခုဖြစ်ပါတယ်စစ်မှုထမ်းခေါ်ယူရေးဥပဒေနဲ့ပတ်သက်ပြီးမအေတင်ကိုရဲ့ Facebook post တစ်ခုနဲ့ရင်း post ကိုမလေးရှားနိုင်ငံရောက်မတဲတဲအေးကနေပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်ဆွဆွဲထားတဲ့ရုပ်တံတစ်ခုအကြောင်းပဲဖြစ်ပါတယ် မအေတင်ကိုရဲ့ post မှာအဓိကအဖြစ်ရက်ွက်အုပ်ချုပ်ရေးမှုတွေရဲ့တာဝန်ယူမှုစီစစ်မှုအရေးကြီးပုံနဲ့တကယ်အခက်အခဲရှိတဲ့သူတွေအတနာခံစားတင်ခြင်းဖြင့်စစ်မှုထမ်းတာမှာလွတ်နိုင်တဲ့လက်တွေ့ဖြစ်ရတွေကိုမျှဝေထားပါတယ်ဒီအပြင်နိုင်ငံသားတိုင်းဥပဒေအရစစ်မှုထမ်းရမယ်လို့လည်းဖော်ပြထားပါတယ်မတဲတဲအေးဤတုတ်ပြန်မှုဒါပေမဲ့ဒီ post နဲ့ပတ်သက်ပြီးမတဲတဲအေးကရုတ်တန့်နဲ့တကွပြန်လည်ပြောဆိုလာတာကတော့မအေတင်ကိုဟာဥပဒေထက်မှာငွေနဲ့ဖြည့်ရှင်းနေသူဖြစ်ပြီး အွန်လိုင်းပေါ်မှာသူနဲ့ပြဿနာတက်သူတိုင်းဟာစစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရတယ်လို့ဆွဆွဲထားပါဗျ။မကြသေးမီကတမီဆိုးဆိုသူအမျိုးသမီးဖမ်းဆီးခံရတဲ့ဖြစ်ရပ်ကိုလည်းကိုးကားထားပါဗျ။ဒါအပြင်အခုစစ်မှုထမ်းအကြောင်းတင်လိုက်တာဟာစစ်တပ်ထောက်ခံသူဘောမဖြစ်ကြောင်းပုံမပေါ်လွင်စေတယ်လို့လည်းပြောဆိုထားပါဗျ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရဲ့အမြင်တွေကဘယ်လိုရှိပါသလဲ။မအေတင်ကိုရဲ့မျှဝေမှုနဲ့မတဲတဲအေးရဲ့ဆွဆွဲချက်များပေါ်မှာဘယ်လိုသုံးသပ်ချင်ပါသလဲ။ အားလုံးပဲနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာရှိတမန်တော်တဲ့လေးပါလက်ရှိပြေးချနိုင်ကြမှာနေထိုင်နေပြီးတော့မှတော်လေးကမှတယောက်ဖြစ်ပါတယ်တော်လေးကိစ္စတွေကိုတက်နိုင်ကြဝမ်းကုန်ပြုံးပေးနေလူတယောက်ဖြစ်ပါတယ်ကျွန်မတော်ယုံကိစ္စတွေနဲ့ဆယ်လီနဲ့ပတ်သက်ပြီးတော့ပြောလို့မရှိပါဘူးမြန်မာပြည်ကနေဆယ်လီတွေပေါ့နော်ဒီတော်လေးကလာမှဆယ်လီဖြစ်လာတဲ့လူတွေနာမည်ကြီးလာတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ခုနပြောမှရှိပါဘူးဒါပေမဲ့ဒီနေ့ကတော့ပြောရမှာဖြစ်ပါတယ်မြန်မာပြည်တွေမှာရှိနေတဲ့မအေးတီကိုနဲ့ပတ်သက်ပြီးပြောမှာဖြစ်ပါတယ်လူလဲဆယ်လီကြောက်လို့ပါချင်တော့အဲ့တော့ ဒီအမျိုးသမီးကကျမအရင်တော့ဒီတော်လိုင်းမတိုင်ရကာလအထိလေးစားခဲ့တယ်လို့ပါလေးစားတယ်သူရဲ့စိတ်တက်ကိုလေးစားတယ်အမျိုးသမီးတယောက်နေနဲ့စွမ်းဆောင်နိုင်တယ်အမျိုးသမီးတယောက်နေဖက်ကြော်နိုင်တယ်ကြမ်းကိုကိုကိုတည်ဆောက်နိုင်တယ်ဆိုတော့အရာတွေကြည့်လို့မှာအဲကျွန်တော်ဒီမှာအမျိုးသမီးတွေကျမဒီလိုအမျိုးသမီးတွေအများကြီးလိုအပ်နေတယ်ဆိုတော့ကျွန်မထားလို့လက်ခံတယ်ရှင်စီးပွားရေးမှာပေါ့နော်အဲ့တော့ဟိုကျွန်မပြောချင်တာကဒီအမျိုးသမီးကိုကျွန်မအရင်တော့လေးစားခဲ့တယ်ဆိုတော့ပြောချင်တာပါဒီနေ့သူတင်လိုက်တဲ့ post မတိုင်ခင်ဒီလေးစားပါတယ်သူရဲ့ပြဿနာကြီးလည်းဘောင်းဆောင်တွေ့ရတယ် အာဒီအစိုးရတသားသားလုံးနဲ့ဖြစ်တဲ့ကိစ္စတွေတခြားသူရဲ့လူမှုရေးပြဿနာတွေပေါ့ရှင်နော်အဲ့တော့တန်းသမီးကိုချစ်တဲ့မိခင်ပြောင်းနေတယ်လေမင်းရတယ်မင်းရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအတန်အသင့်ကျွန်မနေစားတယ်သူ့ပေါ့နော်ဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာကဒီလိုမှပေါ်မှလုံးလုံးရရပေါ်မှတော့ကိုရင်ပေါ်မှလိုက်တဲ့ post ခုဖြစ်ပါတယ်ဘာလို့ဆိုမင်းပြည်သူလူမှုကိုစိတ်ဆိုင်ရပြီဆိုတော့တောင်းဝေးတဲ့ရုံတော့ပြောနေတာဖြစ်ပါတယ်ဒီရဲ့တန်းသမီးတွေကိုလည်းစစ်မှုထမ်းမှာပါလို့စစ်မှုထမ်းခိုင်းမှာပါလို့ပြောပါတယ် အရင်တုန်းက तू ကပြောခဲ့တယ်လေဆိုလို့ရှိရင်သူ့ရဲ့သားဟာတော်လန်ကြီးထဲမှာစံနာပြလို့အဖမ်းခံခဲ့ရတယ်လို့ပြောပြီးကုန်စားခဲ့တဲ့လူတယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဇကားတွေကအရှိဟိုအနောက်အသွားလွတ်အောင်အမြဲတမ်းပြောလို့ရှိပါတယ်။တစ်ဖက်ကလည်းခွာထားတယ်။အဲ့တော့နှစ်ဖက်ခွာထိုင်တဲ့လူတယောက်ဆိုတာသူ့ရဲ့တင်တဲ့ post တွေမှာတစ်ဖက်ကလည်းတက်တာလာတယ်ပေါ့ရှင်နော်။သူကနှစ်ဖက်ခွာထိုင်တာ။အဲ့တော့မှလည်းတော်လန်ကြီးထဲမှာသူ့ရဲ့သားပါခဲ့တယ်ဆိုပြီးတော့ဒါတို့တို့ကြာခဏတွေ့ပြောလို့ရှိပါတယ်။အခုသူပြောလာတာကတော့ပြောရပြီးတော့ရှိနေတယ် ီလိုတွေကိုစွန့်တန်းတင့်နေဆိုတဲ့အကြောင်းကိုသူပြောလာတာပါသူရဲ့သားကိုလည်းစွန့်ချမ်းခိုင်းတယ်လို့ပြောရတယ်မြမပြည်ရင်းထဲမှာပြည်သူတယောက်အနေနဲ့စွန့်ချမ်းရမယ်ဆိုတာတောင်းရင်တရက်ပါလို့သူပြောပါတယ်ကျမပြောနေတာဒီစကားနဲ့ပတ်သက်ပြီးပြောနေတာပါကျမတို့မြန်မာလူမျိုးတွေရဲ့ဟိုတွားနေတဲ့စိတ်နေသဘောထားကကျမတို့မြန်မာလူမျိုးတွေကလူတယောက်ကိုတနာတတ်တယ်နော်လူကိုယ်တက်ဆွမ်းဆောင်နိုင်တဲ့လူဆိုရင်လေးစားအားကြတဲ့စိတ်ရှိနော်ပြီးတော့ တို့ရဲ့လုံရက်တွေပေါ်မှာကြည့်ပြီးတော့မှကျွန်တော်တို့ပြည်သူလူထုကဒီအပေါ်မှာပေါ်လို့လိုက်ကြတာပေါ့ကျွန်တော်အဲ့တော့သူကဟိုဆောင်းရတဲ့အမျိုးမျိုးပြောမှာဆောင်းရတဲ့အမျိုးမျိုးပြောတဲ့တူကိုဒီလိုမျိုးလေးထောက်ချက်ဒီလိုမျိုးရှိပါတယ်နော်။ဟုတ်ကဲ့အဲ့ဒါကျွန်တော်အမှန်တိုင်းဝင်ထားတာပါ။တော့ဒါပေမဲ့အခုနောက်ပိုင်းမှာသူဖြစ်တဲ့ပြဿနာတွေကိုကြည့်လိုက်မယ်ဆိုရင်သူနဲ့ပြဿနာဖြစ်တဲ့လူတွေကအဖမ်းခံရရင်ခံရမယ်မခံရရင်ထွက်ပြေးရမယ်ဒီလိုအနေထားမျိုးအဲ့တော့ဒီမျိုးသမီးကငွေနဲ့ငွေတို့ပတ်ပြီးဥပဒေအထက်မှာ ရှိနေတယ်ဆိုတော့တပီးပီးနဲ့မြင်လာရတာဖြစ်ပါတယ်เนาะကျွန်တော်တို့မြင်လာရတာတော့ကြာပါပြီဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာတော့မင်းဆွေခြင်းတမျိုးပါပဲစင်ယုံခြင်းတမျိုးပါပဲသူ့ရဲ့သားကိုလည်းစစ်မှုထမ်းခိုင်းမှာပါလို့ပြောပါအဲ့တော့ကျွန်တော်တို့စောင့်ကြည့်ရပါဘူးသူ့ရဲ့သားကိုတကယ်စစ်မှုထမ်းခိုင်းမှာလားတကယ်တမ်းကြတော့ကျွန်တော်တို့ပြည်သူလူထုဟာစစ်ကောင်စီကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ်เนาะဒီ NLD ကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ်ဘယ်သူမှစစ်မှုထမ်းခိုင်းမှာ နော်အဲ့ဒါကအမှန်တရားပါပဲဘောမတွေငင်းလို့မရတဲ့အချက်ပါဘလောက်ပဲဘောမနေပါတယ်ပြောပြောဘလောက်ပဲစစ်တက်ကြီးကိုချစ်ပါတယ်ပြောပြောတနက်ပေးပြီးတော့ရှေ့တန်းထွက်ရမယ့်ကိစ္စကိုတော့ဘယ်သူမှမလုပ်ချင်ပါဘူးဒီမလုပ်ချင်လို့လေပြည်သူလူထုဟာဒီရွေးကောက်ပွဲကိုလုံးဝစိတ်မဝင်စားတာစိတ်မဝင်စားလို့လေအဲ့ဒီအာဏာရှင်တို့တောက်ရအောင်လက်ရှိမှာပြည်သူလူထုအမျိုးမျိုးပြည်အပြည်လူပညာရှင်တွေကို ခေါ်ယူပြီးတော့တုံးဆွေးနေတာဖြစ်ပါတယ်လူပညာရှင်တွေကိုခင်းနေမို့ခင်းချနေစီဘောမမကင်းရုပ်သူရဲ့အကြောင်းလေးကိုပေါ်ထုတ်နေကြတဲ့အစိုးရတသသားလို့ဘာလို့ရှိပါလဲသူဟာကြားဖြန့်လုပ်ငန်းတွေမှာပတ်သက်နေတဲ့အမျိုးသီးသမီးတယောက်ပါဆိုရင်ခေါ်ထုတ်နေတဲ့လူတွေလည်းရှိပါဒါရီလေးတော်တို့သတင်းတွေကြားနေရတာဖြစ်ပါဒီသတင်းတွေတက်လာပြီးနောက်ပိုင်းမှာပေါ်တင်ဘောမလာတယ်ဆိုတော့သိကြတယ် တက်တည်ခိုင်လုံတဲ့အမ် post တွေဖြစ်ပါတယ်သူတင်ထားတာကတော့เนาะအဲ့တော့သူ့ရဲ့သားကိုဟိုနိုင်ငံသားတိုင်းကစုံခံတာကိုတောင်းရှိပါတယ်လို့ပြောနေတာသူ့ရဲ့အားလုံးကိုစုံခံတာကိုအင်းတော့မတန်ဘူးအဲ့ဒါကတော့အရင်ကနေစနေတယ် မဟုတ်ဘူးဘယ်လိုမှမနိုင်ဘူးမနိုင်ဘူးကျွန်တော်ပြောနေတာမဟုတ်ပါဘူးသူပြောနေတာမှန်တယ်မှန်တယ်မှန်မှန်ဥစ္စာကျွန်တော်ပြောနေမဆုံးဖြတ်ချင်ဘူးဆိုတော့ကျွန်တော်တို့အကိစ္စတွေစိတ်မနေတော့တော်တော်တော်ရင်းသမားတွေဖြစ်နေတော့တော်တော်ရင်းနဲ့ပတ်သက်ရင်တော့စိတ်မသာဘူးအဲ့တော့နေရနေရတာပါတယ်လို့ပြောရင်တော့ကျွန်တော်ကပြန်ပြောရမှာကအဲ့ဒီအီဒီကိုဆိုတဲ့အမျိုးသမီးနော်ဒီစကားမပြောခဲ့ရင်သူနဲ့ပတ်သက်ပြီးကျွန်မနေရတာဝင်ပါစရာအကြောင်းမရှိပါဘူးအခုကအမှုနီးနဲ့မဲဆွယ်နေတာဖြစ်ပါတယ်နော်မဲဆွယ်နေတာဖြစ်ပါတယ်အဲ့တော့နိုင်ငံသားနိုင်စိတ်မထမ်းဖို့တာဝန်ရှိပါတယ်ဆိုတဲ့စကားကိုဘောမတွေလက်ခံလာ ညမှာပါကျမတို့ကိုအနိုင်လိုချင်တာနဲ့ပြောရင်တော့ပြောမှာပါရှင်တို့ကစိတ်မထမ်းဖို့အစင်သိဖြစ်နေပါတယ်လို့ပြောချင်တော့ပြောမှာဘာမှမဖြစ်တို့အကြောင်းကိုတို့ကိုယ်တိုင်သိပါတယ်စိတ်မမထမ်းအောင်ရေတို့ဘလို့ရှောင်ရှားနေရတယ်လဲဘလို့ရေပတ်စံနေရှာပြီးပေးနေရတယ်လဲဘလို့ရေအောက်ကျနောက်ကျခံပြီးဒီအာနာရှင်နေနဲ့ပေါင်းနေရတယ်လဲဆိုတာတို့ကိုယ်တိုင်သိပါတယ်အဲ့တော့မတ်အေးတင်ကိုရှိရတာကိုစိတ်မထမ်းဖို့တဲ့မယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံထဲမှာအာနာရှင်တစုပါစိတ်မထမ်းစုဆောင်နေတာဖြစ်ပါတယ် စစ်သားစုဆောင်နေတာဖြစ်ပါတယ်ဒီအချိန်ကထဲတင်နေချိန်ဖြစ်ပါတယ်နော်အဲ့တော့ကိုယ်သားကိုအရင်ကိုယ်စကားနဲ့ညီအောင်ထဲပြလိုက်ပါဟုတ်လားဒါပေမဲ့ရှင်ကတော့လုံးဝမောမအစ်စ်ကြီးဆိုတာကိုကျမတို့မြင်တွေ့လိုက်ရတာဖြစ်တယ်ပေါ့အဲ့တော့ပြည်သူလူထုတွေကလည်းပရဟိတနဲ့ပတ်သက်လာလို့ရှိရင်မိသားရှင်ကြီးဆိုပြီးတော့မှလူတယောက်ကိုအာနော်ဟိုအချင်းကြီးရတယ်လင်းစားကြတယ်အနေထားပေါ့အဲ့တော့ဒီကိုကိုတိုင်းလင်းစားနေတဲ့အမျိုးသမီးတယောက်ကဘုဇက်ကနေပြီးတော့စစ်မှုထမ်းဖို့အတွက်ကို စီးယုံနေတဲ့ကိစ္စမှာအဲ့ဒီပိုးမလေးရောမြန်မာပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုအောင်ဘယ်လိုချင်းလဲဒီလိုအမျိုးသမီးတွေမြန်မာနိုင်ငံထဲမှာနာမည်ကြီးပြီးစီးလီဖြစ်နေတာတော့အမှန်ပါပဲဒီလိုလူတွေပါဇက်ကလုပ်ငန်းရှင်တွေပါဇက်ကထွက်တဲ့ဇကားကိုရှင်းလို့ဟိုဘယ်လောက်ထိယုံကြည်တယ်လဲဘယ်လောက်ထိအားကိုးတယ်လဲဒါအခုကိုကိုပြန်မရမယ့်ကိစ္စဖြစ်ပါဘယ်လောက်ပဲအာနာရှင်ကိုထောက်ခံပါတယ်ပြောပြောစစ်မှုတန်းနေတယ်လို့တယောက်မှမရှိပါဘူးနော်အဲ့ဒါသိကြပါစစ်မှုတန်းခိုင်းနေတယ် လုပ်ငန်းရှင်တယောက်ရဲ့ပါဇက်ကထွက်တဲ့စစ်မှုထမ်းဖို့လူသားတိုင်းမှာတာဝန်ရှိပါတယ်နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်ဆိုတဲ့စကားကတော့တော်တော်လေးကိုကိုချင်းစာတရားမေ့တဲ့စကားဖြစ်ပါတယ်အဲ့လိုဘလို့တင်ကြတယ်လေဘာလို့မြန်မာနိုင်ငံထဲမှာစေတနာရှင်ကြီးတွေကိုအချင်းကြီးလေးစားရဲစိတ်ရှိတယ်ဘောမတွေကတော့ပုံကြီးလေးစားထင်ကြီးမှာပေါ့ဒါပေမဲ့တကယ်တမ်းအားပေးလာခဲ့ကြတဲ့မတ်အေတင်ကိုတယောက်ဒီစကားပြောလိုက်တဲ့အပေါ်မှာတကယ်ပဲပြည်သူလူထုကလက်ခံပြီးတော့ကိုယ့်ရဲ့သားသမီးတွေကိုစစ်မှုထမ်းတဲ့ပြင်မာလားဆိုတာတော့